truth is bitter ဆိုတဲ့အတိုင်းအမှန်တရားကားသိပါတယ်ဒါပေမဲ့အလိမ်မခံရဖို့ကိုယ်တိုင်ထင်အောင်ထင်မှာမဖြစ်ဖို့ပြီးတော့လက်တွေ့ကျကျစဉ်းစားပြီးလှုပ်တဲ့နေရာတွေလုံနိုင်ဖို့ဒီကားသိတဲ့အမှန်တရားတွေကိုကျွန်တော်တို့သိဖို့လိုပါတယ်ဆိုတော့ဒီနေ့စေကားကြီးတောက်ရအောင်အမေစေကားကြီးမတောက်ခင်ပါ အာနာရှင်မြို့တော်ဆက်ရှိတင်သလားဆိုတဲ့ပြီးခဲ့တဲ့ episode ပေါ်မှာစတန်ကောက်ကြည့်တဲ့အခါမှာ YouTube နဲ့ Facebook မှာ3000ကျော် comment တွေပေးခဲ့ကြပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီ comment တွေရဲ့65ရာခိုင်နှုန်းကျော်က no ပါပဲဆက်မရှိတင်ပါဘူးလို့ပြောခဲ့ကြပါတယ်။နောက်ဒီတဲ့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့ရာခိုင်နှုန်းတချို့ကဒီပြီးတော့အာနာရှင်တွေရဲ့မကောင်းတဲ့ခစ်ကိုဖော်ပြဖို့အတွက် ပြတိုက်အနေနဲ့ဆက်ထားသင့်ပါလေလို့လည်းပြောခဲ့တဲ့ comment ပေးခဲ့တဲ့သူတွေ့ရပါတယ်အခုလို့ဝင်ရောက်ဆွေးနွေးပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ကက်တီတပတ်တော့စေဂါကြီးတောက်ရအောင်19ရာစုကနေလက်ရှိ27ရာစုထိကျွန်တော်တိုင်းပြည်ခံစားနေရတဲ့နာတာရှိနိုင်ငံရေးယောဂကြီးပျောက်ဖို့အတွက်ပါရာစုနှစ်3ခုကြာဒီနိုင်ငံရေးပြဿနာကြီးကိုကျွန်တော်ကတော့မြမ260နိုင်ငံရေးဆက်ဝန်းလို့ အမိပေးထားပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်ဟာကိုလိုနီခေတ်မှာ260စစ်တပ်အောက်မှာ260နေခဲ့ရပြီးပါပြီ။နောက်ထပ်260မှာရောမြန်မာနိုင်ငံကဘယ်လိုဖြစ်နေမလဲ။ဆီယန္နာရှင်စနစ်ခြုံငင်းပြီးတော့တည်ငြိမ်အေးချမ်းတဲ့နိုင်ငံတစ်ခုဖြစ်လာမလား။ဒါဆိုရင်လက်ရှိဆီယန္နာရှင်စနစ်အောက်ကဘယ်တော့ယုံထွက်နိုင်မှာလဲ။ယုံထွက်ဖို့နီလန်းတွေကဘာတွေရှိမလဲ။ကျွန်တော်တို့အတူစဉ်းစားကြည့်ရအောင်။ပထမ260ဆက်ဝန်းဗြိတိရှကိုလိုနီခေတ်ဒီနေရာမှာနားလည်ဖို့က ရာစုနှစ်ရဲ့နိုင်ငံရေးလမ်းကြောင်းတွေကိုကြည့်မယ်ဆိုရင်ဖြစ်စနစ်တွေအပြင်ကဘာကိုကင်လုတ်တဲ့ပထမကဘာစစ်ဒုတိယကဘာစစ်လို့အဖြစ်အပျက်တွေကိုလည်းထက်တွက်ဖို့အရေးကြီးပါတယ်ဆိုတော့ပထမဆုံး16ရာစုကိုပြန်ကြည့်ရအောင်ပါဗြိတိရှ်တွေကတတိယအင်္ဂလိပ်မြန်မာစစ်ပွဲကို1885ခုနှစ်နိုဝင်ဘာလ28ရက်နေ့မှာအပြစ်သက်တိုက်ပြီးမန်လေးနေပြည်တော်ကြီးကိုသိမ်းပိုက်ခဲ့ပါတယ်တီဘောမင်းကိုဖမ်းဆီးထိနှံစွန့်ခိုင်းပြီး1886ဇန်နဝါရီလ3ရက်နေ့မှာကျွန်တော်တို့နိုင်ငံလုံးကို ီရိရှကိုလိုနီအဖြစ်တရားဝင်သိမ်းပိုက်လိုက်ပါဒါပေမဲ့အဲ့ဒီအချိန်မှာနောက်နှစ်ပေါင်း60လောက်ကြာအောင်ကိုကိုလိုနီဂျွန်အဖြစ်နဲ့နေရလိမ့်မယ်လို့ကျွန်တော်တို့ရဲ့ဘိုးဘွားပြည်ဝင်တွေထင်ခဲ့မှာမဟုတ်ပါဘူးမြန်မာပြည်သူတွေကလည်းပုံတရံမျိုးစုံနဲ့ပြန်လဲတော်လန်ဆန့်ကျင်ခဲ့ကြပါတယ်ဘ ጆ အောင်ဆန်းရဲ့အဖိုးဘိုမင်းအောင်လက်သမားတပုံဆရာဆန်တို့လိုကုတ်မြက်ခံရတဲ့အသည့်ရရလက်နဲ့ဆွဲကင်ပြီးတော်လန်ခဲ့တဲ့သူတွေရှိခဲ့ပါတယ်နောက်ပြီးသခင်ကိုတော်မိုင်းတို့ဥဆောင်တဲ့သခင်ကစ် နောက်ចောင်းသားတမကအလံအောက်မှာသခင်လူငယ်ចောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ပေါန်ဆန်းတို့ကိုနုတို့ကိုလိုနီစန့်ကျင်ရေးလှူရှားမှုတွေကိုအစွမ်းကုန်ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်နောက်ဆုံးတော့ဒီမှာလွတ်လပ်ရေးတက်မှာတော့ BIN ကိုဖွဲ့ပြီးလွတ်လပ်ရေးကိုလက်နက်ကင်တိုက်ယူခဲ့တဲ့အထိပါပဲရည်ရချက်ကတော့ကိုမင်းကိုချင်းပြန်အုပ်ချုပ်နိုင်ဖို့ပါပဲ19ရာစုရဲ့ကမ္ဘာနိုင်ငံရေးဖြစ်စဉ်ဟာနေချက်ကိုလိုနီစနစ်ဖြစ်နေတာကြောင့်မြန်မာအပါအဝင် နိုင်ငံတော်တော်များများကိုလိုနီဖြစ်ခဲ့ရပါတယ် ျွန်တော်တို့အားရှပါတယ်မနှဲပါဘူးဆိုတော့တနိုင်ငံလုံးဗြိတိရှ်ကိုလိုနီအောက်စရောက်ခဲ့တဲ့1886ကနေ1948လွတ်လပ်ရေးရတဲ့ခေတ်အထိဆိုရင်စုစုပေါင်းနှစ်ပေါင်း62နှစ်ကြာတိုက်ပွဲဝင်ပြီးမှလွတ်လပ်ရေးရခဲ့ပါတယ်။တနည်းအားဖြင့်နှစ်ပေါင်း62နှစ်နယ်ချက်ကိုလိုနီစနစ်အောက်မှာမြန်မာပြည်ကနေခဲ့ရတာပါ။ဒါကပထမနှစ်60ဆက်ဝန်းပါ။အဲ့ဒီနှစ်60ဆက်ဝန်းပြီးတဲ့အချိန်မှာ1948လွတ်လပ်ရေးရတော့ကျွန်တော်တို့တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့အခွင့်အရေးရခဲ့ပါတယ်ဘတ်ဆပါလာခေါင်းဆောင်ဝန်ကြီးချုပ်ဦးနုရဲ့အဆိုအရလက်ထက်1948ကနေ1958ကာလမှာအိန္ဒိယချင်းနိုင်ငံတွေတက်လွတ်လပ်မှုနဲ့နိုင်ငံသားအခွင့်အရေးတွေပိုရခဲ့ပါတယ်စီးပွားရေးမှာလည်းအာရှရဲ့အအောင်မြင်ဆုံးနိုင်ငံတွေတဲကတနိုင်ငံဖြစ်ခဲ့လို့မြမရွှေခေတ်လို့တောင်သတ်မှတ်လို့ရပါတယ်အကြမ်းပြပြောရရင်အဲ့ဒီကာလဟာဆယ်နှစ် ဘူနေဝင်းအာနာတိမ့်လိုက်တဲ့1962မှာတော့တိုင်းပြည်တည်ဆောက်မှုတွေအဆုံးသတ်ခဲ့ပြီးပြန်လည်တည်ထောင်စေကျွန်တော်တို့မြန်မာနိုင်ငံလည်းဖြည့်ဆည်းကံခဲ့ရပါတယ်အဲ့ဒီအချိန်ထိမြန်မာနိုင်ငံရေးဖြစ်စဉ်ဟာကိုလိုနီခေတ်260နဲ့ပြန်လည်တည်ဆောက်ရေး10နှစ်60-10ဖြစ်နေတာကိုတွေ့ရမှာပါဆီယန္နာရှင်ခေတ်ဒုတိယဆက်ဝန်းကတော့1958ကစပြီးတည်တည်တယ်လို့ပြောရင်မမှားပါဘူး1958ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာအရက်သားအစိုးရစီကနေ ထိန်ဆောင်အစိုးရရဲ့ဝန်ကြီးချုပ်အဖြစ်ဗိုလ်ချုပ်နေဝင်းကအာဏာလွှဲယူပြီးကျန်းသစ်စာကျင်းပခဲ့ပါတယ်။အဲ့ဒီအချိန်မှာလဲစစ်ဗိုလ်ချုပ်တွေအောက်မှာနောက်နှစ်ပေါင်း60လောက်နေရလိမ့်မယ်လို့ကျွန်တော်တို့ပြည်သူတွေဘသူမှအိမ်မက်မက်ခဲ့မှာမဟုတ်ပါဘူး။1960မှာရွေးကောက်ခံဦးနှုအစိုးရကိုအာဏာပြန်အပ်ခဲ့ပြီမဲ့1962မှာတော့စစ်တပ်ကအပြည့်အာဏာပြန်သိမ်းခဲ့ပါတယ်။ဗိုလ်နေဝင်းကမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုပြီးတိုင်းပြည်ကိုတပါတီအာဏာရှင်စနစ်နဲ့26နှစ်ကြာအုပ်ချုပ်ခဲ့ပါတယ်။ဒါပေမဲ့ 1950ရှိကနေ1960ဘူနေဝင်းစစ်တပ်ရဲ့အုပ်ချုပ်ခဲ့တဲ့နှစ်နှစ်ကိုပါထပ်တွက်မယ်ဆိုရင်နှစ်ပေါင်း28နှစ်ဖြစ်ပါတယ်1988မှာတပါတီအာဏာရှင်စနစ်ကိုစန့်ကျင်တဲ့88ရေတော်ဘုံကြီးဖြစ်ခဲ့ပေမဲ့စစ်တပ်ကပဲဒီမိုကရေစီရေတော်ဘုံကိုဖြိုခွင်းပြီးဘူနေဝင်းစီကနေအာဏာလွှဲယူခဲ့ပါဆိုတော့တပါတီအာဏာရှင်စနစ်ကနေမူလဘူတာစစ်အာဏာရှင်စနစ်ကိုပြန်ရောက်ခဲ့တာပါဒုတိယဆက်ဝင်းကိုအသေးစိတ်ထက်ခွဲပြီးလေ့လာကြည့်မယ်ဆိုရင်၃ဘိုင်းတွေ့ရမှာပါပထမဘိုင်းကတော့ ခုနပြောခဲ့သလို1988အထိကဘူနေဝင်းအုပ်ချုပ်မှုအောက်မှာ28နှစ်ပြီးတော့1988ကနေ2011ခုနှစ်အထိနာဝတာနာအာဖားလို့အတူကခေါ်တဲ့စီအစိုးရတွေရဲ့အောက်မှာ22နှစ်တတိယပိုင်း9နှစ်ကတော့2011ခုနှစ်ကနေ2016ခုနှစ်ထိဘောင်းမီချွတ်ပြီးအရသာအမိခံထားတဲ့စစ်ဗိုလ်ချုပ်တွေရဲ့အစိုးရကာလဆိုပြီးတွေ့ရမှာပါဒီနေရာမှာဗိုလ်ချုပ်ဟောင်းတမရဦးသိန်းစိန်အစိုးရခေတ်ကိုပါထက်တွေ့တဲ့အကြောင်းကတော့ သူ့အဆိုအရ2010ရွေးကောက်ပွဲကိုဂျိုတင်မဲတွေနဲ့မဲခိုးပြီးနိုင်ခဲ့တာဖြစ်ပါနောက်တစ်ချက်ကမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အပါဝင်အဓိကတိုင်းရင်းသားပါတီတွေအပိတ်မှောက်ခဲ့တဲ့ရွေးကောက်ပွဲတစ်ခုပါပြီးတော့သူတို့အဆိုအရဟာတိုင်းပြည်ကိုအတိုင်းအတာတစ်ခုထိဖွင့်ပေးခဲ့ပေမဲ့စစ်မှန်တဲ့ပြုပြင်ပြောင်းလဲမှုတွေတော့မလုပ်ခဲ့ပါဘူးစစ်တပ်အသင်ပြောင်းအုပ်ချုပ်ရေးပါပဲအနှစ်သာရကိုကြည့်မယ်ဆိုရင်1958ကနေ2016တိစစ်ဘိုလ်ချုပ်တွေရဲ့စစ်အာဏာရှင်ဖြစ်ပါပဲဒါကဒုတိယ နိုင်ငံရေး260စက်ဝန်းပါဆိုတော့1886ခုနှစ်ကနေ2016အထိနှစ်ပေါင်း130ကိုပြန်ကြည့်ရင်60 30နိုင်ငံရေးပုံစံကိုတွေ့ရမှာပါဒုတိယနှစ်60စက်ဝန်းပြီးတဲ့နောက်မှာကျွန်တော်တို့နောက်တစ်ကြိမ်တိုင်းပြည်ပြန်လဲထူထောင်ဖို့အခွင့်အရေးထက်ရခဲ့ပါတယ်ဒီကာလကတော့2016ကနေ2021ခုရွေးကောက်ခံအစိုးရခစ်ပါလွတ်လပ်ရေးရပြီးပြီးချင်းရခဲ့တဲ့10နှစ်လောက်တောင်မရခဲ့ပါဘူး9နှစ်ပဲရခဲ့ပါတယ် တကယ်လို့ဒီတစ်ချိန်မှာစစ်တပ်ကအာဏာမသိမ်းမဲတဆင်ချင်းပြောင်းလဲသွားမယ်ဆိုရင်တိုင်းပြည်ပြန်လဲထူထောင်တဲ့အသွင်ကူးပြောင်းရေးကာလကနေအခြေခံတဲ့ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပေါ်လာမှာပါစီးပွားရေးနဲ့လူမှုဘဝတွေကိုလည်းဆက်လက် တိုးတက်လာမှာသိကြပါတယ်အဲ့ဒါဆိုရင်တိုင်းပြည်ရဲ့နိုင်ငံရေးပတ်တံဖြစ်တဲ့260နိုင်ငံရေးဆက်ဝန်းကလည်း60 30 60ပြီးတော့ထာဝရဒီမိုကရေစီနိုင်ငံဖြစ်သွားနိုင်ပါတယ်အဲ့ဒီအခြေအနေမှာငြိမ်းချမ်းရေးကိုလည်းပိုတီဆောက်သွားနိုင်မှာပါ Democratic Federal ပဲခေါ်ခေါ် Federal Democratic ပဲခေါ်ခေါ်ပိုကောင်းမွန်တဲ့ပြည်ထောင်စုတစ်ခုကိုရှေ့ရှုသွားမှာသိကြပါတယ်။ဒါပေမဲ့2021စစ်တပ်ကအာဏာထက်သိမ်းတဲ့အခါမှာတော့ဒီဖြစ်နိုင်ခြေတွေအလုံးပြတ်သုံးခဲ့ရပါတယ်။ရာဇဝင်တစ်ခုမှာတခါပဲရတဲ့အခွင့်အရေးထက်ဆုံးရှုံးခဲ့ရတာပါ။ဆယ်စုနှစ်တစ်ခုချင်းရဲ့နိုင်ငံရေးကိုကြည့်တဲ့အခါမှာခစ်တေစနစ်တွေမဟုတ်ပဲခေါင်းဆောင်ဒါမှမဟုတ်အဲ့ဒီကာလရဲ့အုပ်ချုပ်သူတူဦးရဲ့ဆုံးဖြတ်ချက်နဲ့မူဝါဒတွေကိုကြည့်ရပါတယ်။ သူရဲ့ထက်မြက်မှုတွေဒါမှမဟုတ်လဲယူမိုက်မှုတွေကကျွန်တော်တို့ရဲ့ဘဝတွေကိုတိုက်ရိုက်တက်ရောက်ပါတယ်ယူမိုက်တဲ့သူရဲ့အောက်မှာဘဝတွေကဘလောက်ဆိုးွားလဲဆိုတာတော့ပြောစရာမလိုတော့ပါဘူးပြီးခဲ့တဲ့ရာစုနှစ်နှစ်ခုမှာဖြစ်ခဲ့တဲ့အဲ့ဒီနိုင်ငံရေးလမ်းကြောင်းရဆိုရင်2021ခုနှစ်ကစပြီးနောက်နှစ်ပေါင်း60ဘာဖြစ်လာမလဲလက်ရှိပတန်အရဆိုရင်တော့2080အထိဆက်သွားမဲ့သဘောလို့ဖြစ်နေပါတယ်ဒါပေမဲ့ဒီနောက်ဆုံးတစ်ခေါက်ဆက်ဝန်စတင်တဲ့2021ခု February တရက်နေ့ကစပြီးပြည်သူတွေကຫນွေဥတော်လန်ရင်းနဲ့ဒီဆက်ဝင်းကိုရိုက်ချိုးဖို့စတင်ခဲ့ပါတယ်စစ်တပ်ကအကြမ်းဖက်နှိမ်နင်းတဲ့အတွက်ငြင်းငြင်းနဲ့ဆန္ဒပြမှုတွေကနေလက်နက်ကင်တော်လန်ရေးအဖြစ်ပြောင်းလဲခဲ့ပါတယ်ဒါအဆုံးသက်တိုက်ပွဲလို့ကြွေးကြော်ခဲ့ကြပါတယ်ဒီຫນွေဥတော်လန်ရေးမှာဂျန်စီဂျန်ဝိုင်းဂျန်အိတ်စာမကမျိုးဆက်အားလုံးပါတယ်လို့ ပထဝီအနေအထားကိုကြည့်မယ်ဆိုရင်လေမြို့ကြီးတွေကနေတိုင်းရင်းသားပြည်နယ်တွေအားလုံးအထိတိုက်ပွဲဝင်ခဲ့တာပါ။1960နှစ်စစ်အာဏာသိမ်းခဲ့တဲ့ကပြီးခဲ့တဲ့နှစ်ပေါင်း60ကာလမှာစစ်အုပ်ချုပ်ရေးကိုစန့်ကျင်တိုက်ခတ်တာဒီတကြိမ်ဟာအပြင်းထန်ဆုံးနဲ့အားအကောင်းဆုံးပါပဲ။စစ်တုံညာနှစ်ခုလုံးစစ်စင်ရေးအပါအဝင်နေရာအသီးသီးကတိုက်ပွဲတွေကိုကြည့်မယ်ဆိုရင်လေတကယ်တိုက်နိုင်ခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်။စစ်ကောင်စီတက်ပြက်နေတာတွေကိုကျွန်တော်တို့အားလုံးမျက်မြင်တွေ့ခဲ့ပြီးပါပြီ။ ဒါအပြည်သူတွေနဲ့တော်လှန်ရေးအတွက်တွေကဒီ260နိုင်ငံရေးစစ်ဝင်းကိုရိုက်ချိုးနိုင်တဲ့အင်အားတွေရှိတယ်ဆိုတာကိုလက်တွေ့ပြလိုက်တာပါဒီနေရာမှာအရေးကြီးတဲ့မိကုံကတော့ဒီအဆုံးသက်တိုက်ပွဲကိုဘလို့အဆုံးသက်မလဲဆိုတာပါပဲအာနာရှင်တွေကလည်းအ short ပေးယူထုံးစံမရှိပါဘူးအခုဆိုစစ်ကောင်စီကသူဆုံးရှုံးထားတဲ့နေမျိုးတွေကိုမတိုက်ရပဲတရုတ်အကူအညီနဲ့ပြန်ယူဖို့စတင်နေပါပြီလာရှိုးကပထမဆုံးဥပမာပါပဲဆိုတော့ဒီနိုင်ငံရေး ဆက်ဝန်းကိုရိုက်ချိုးဖို့မိကွန်း၃ခုနဲ့အဆုံးသတ်ချင်ပါတယ်၁တနက်ကင်တော်လိုင်းရင်နဲ့ပဲရိုက်ချိုးလို့ရမှာလား၂စစ်စစ်ဆွေးနွေးရေးလမ်းကြောင်းကရောအလုပ်ဖြစ်နိုင်မလားဒါပေမဲ့စစ်ကောင်းဆောင်တွေတခါမှမလုပ်ခဲ့တဲ့နိုင်ငံရေးပုံစံပါ၃နိုင်ငံတကာရဲ့ PR တွေဒါမှမဟုတ်ဂျားဝင်စစ်ဆက်မှုတွေကရောအလုပ်ဖြစ်နိုင်မယ်ထင်လားဒါမှမဟုတ်လေဒီ260ဆက်ဝင်းကိုအမြန်ဆုံးချိုးဖြတ်နိုင်မဲ့တခြားအိုင်ဒီယာကောင်းတွေ ရှိရင်လဲဆွေးနွေးကြပေးပါ Stay strong good luck